ီနေ့ကျွန်တော်တို့မိဘပြည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလုပ်တာကတော့မြဝတီဒေသမှာပြုလုပ်နေတဲ့ online ခေါင်းကစားမှုတိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြဝတီရဲ့မြောက်ဖက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်ပထမဦးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်ထုတ်ထားတဲ့အဆောက်အုံတုံသုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ် online လောင်းဝစားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီးတပေါင်းဒီပါလောက် ဖန်ဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖန်ဆီးရမိခဲ့ပါတယ်။ဟာတစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖန်ဆီးလျက်ရှိပါတယ်။ဒီနေ့ဒီမှာ online လောင်းကစားမှုလှုပ်ဆောင်နေတဲ့နယ်မြေ၃ခုရှိပါတယ်။အဲ့ဒါတွေကနံပါတ်၁ကတော့ KKP နယ်မြေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နယ်မြေဖြစ်ပါတယ်။ ဒီကေကပတ်နယ်မြေကတော့အားလုံးသိတဲ့အတိုင်းပဲမြဝတီမြို့ရဲ့ဒီတောင်ဘက်မှာ ရှိတယ်ရွှေကုတ်ကတော့မြဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါကေကပတ်ရဲ့တောင်ဘက်မှာရှိတဲ့နယ်မြေတွေဖြစ်ပါတယ်ဒီနေရာဒီမှာဘသူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်ရခိုင်နှုန်းကအတီလင်းပြောကြခဲ့ပြီဖြစ်ပါတယ်ကေကပတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော် အားလုံးကိုရှင်းလင်းပြောပြတဲ့နေမှာအထောက်ထားတဲ့နေဘဒူရင်းနဲ့ဘယ်အချိန်တုန်းကစာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘလူချုပ်ခဲ့တယ်ဘလူမျိုးဆောင်ရွက်ခဲ့တယ်ဘဒူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ် KG ကနေမြန်မာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Trend Asia International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ် ွေကုတ်ကုန်နေမြာကတော့မြန်မာရာထိုင်း holding company limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နေမြန်မာတော့ကြောက်ခက် garden resort company ကပါဝင်ပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနေမြာမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံခြားသားတွေဘယ်လိုမျိုးရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့ဒါရှင်းပြပြီးဖြစ်ပါတယ် အဲ့ကိုရောက်ရှိလာတဲ့ online လိမ်တဲ့တဲ့နိုင်ငံသားတွေဟာ96ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေနဲ့တစ်ဆင့်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနေ့မှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေတွေမှာကျွန်တော်တို့ တိုင်းသာလက်နက်ကိုင် EO ဖွဲ့ KNU KNL ဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့နယ်ခြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးတွေဖြစ်ပါတယ်အဲ့ဒီလူတွေဝန်ချီကပ်ပြီးတော့ကိုကျိုးစာစီပါရေးတမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကို လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြဝတီမြို့နဲ့အနီးတစ်ဝိုက်ကိုကျွန်တော်တို့လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာအွန်လိုင်းလောင်းကစားမှုတိုက်ခဲ့ရေးတွေကျွန်တော်တို့စတင်ဆောင်ရွက်ခဲ့တယ်တဖြည်းဖြည်းကျွန်တော်တို့နယ်မြေငိမ့်ချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးလုပ်ပြီးအွန်လိုင်းလိမ်လည်အမြင့်ပြပပရောက်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်တီတွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ဒီနေ့မြန်မာရောက်ရှိလာတဲ့တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကို ကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင် From Kenya to Ethiopia, Ethiopia to Bangkok, from Bangkok to Myanmar. Your bus or airplane or uh, Taxi. And um, taxi, sure. I was alone, you? No. me. Yeah, you, only me, you, yeah. only, you. From Philippines, direct flight to Thailand. Then someone Chinese car pick up with us they said, we're going to Myanmar. We walk in the mountain and ride a the motorcycle. Then they have a river going there in Myanmar, Meguadi. So they just contact me. I just put my number of WhatsApp. After that, they send me the tickets, everything. Then I go to the Thailand, Bangkok. After that, they send the car to bring me. Then they give me a little bit drink, juice, just like a juice. So when I drink that drink, I just fall asleep. And when I open my eyes, I was in the jungle. Then they bring me from the jungle on the bikes because I have no way to escape. There were three people with uh, this type of swords, knife, and uh, pistols. When I reached at the, the gate after I, there was a river crossing, then I go to that gate and after that they bring me in a uh, office when we enter the gate there was a person sitting on the table i think it was a chinese i don't know who was it he just take my phone and my bag uh, of passport ye no chan ro kuna byo de niya tong ku kikepa shwe kok ye a che mi sat စတာတွေကတစ်ဖက်နိုင်ငံကနေပြီးရရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်။ကျွန်တော်တို့အနေနဲ့ပထမဆုံးနယ်မြေစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လို့နယ်မြေမျိုးမှာပြန်လဲပြီးတော့ကြလုံးဝဒီ online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက် အဲ့မှာရှိနေတဲ့အဆောက်အုံတွေကျွန်တော်တို့တရားရာခိုင်နှုန်းဖြတ်စည်းနိုင်အောင်ကျွန်တော်ဆောင်ရွက်ခဲ့တယ်။ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်းစက်ရံတွေအနေနဲ့ဖြိုဖျက်ခဲ့တာရှိတယ်။အစင်းမြင့်ဖောက်ခွဲခဲ့တာမျိုးတွေရှိပါတယ်။ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကြာလဲဟိုတစ်ဖက်နိုင်ငံအနေနဲ့ကဒီဖောက်ခွဲလိုက်တဲ့အစနာတွေသူတို့နိုင်ငံထဲမှာကြားတယ်ဆိုပြီးကန့်ကွက်တဲ့ဟာမျိုးတွေရှိပါတယ်။ဒီအားနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဖြူဖြူမှတ်တမ်းနေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဗီဒီယိုမှတ်တမ်းနေနဲ့သူတို့ကိုဒီအစနာတွေဟာမကြဘူးဆိုတာလည်းဒါပြခဲ့ပြီးဖြစ်ပါတယ်ဒါကျွန်တော်ဒီဖုန်းတစ်ပုံကိုပြလိုပါတယ်ဒီမှာဆိုရင်ဒါ KK ပတ်ထဲမှာရှိတဲ့အဆော့အုံကိုကျွန်တော်ဒါချိုချဖြည့်ဆည်းတာဖြစ်ပါတယ်ချိုချဖြည့်ဆည်းတဲ့နေရာမှာအဲ့ဒီအဆော့အုံရဲ့ဘေးနားမှာဆိုရင်ဒီအဆော့အုံကတက်တယ်ပဲအောက်ကိုပြိုကျသွားတာဖြစ်ပါတယ်ကျွန်တော်အစစ်မြင့်ဖောက်ခွဲနည်းပညာနဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့ ဒီတစ်ဖက်နိုင်ငံတွေကိုကြပုံနေတာသူ့ရဲ့ဘေးနားမှာရှိတဲ့ပစ်ပင်တွေတောင်းမလုပ်ဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါလေ။ဒါပြင်တစ်ဖက်နိုင်ငံရဲ့နယ်စပ်အနီးမှာကပ်နေတဲ့ဟိုတယ်တလုံးပေါ့ဟိုတယ်တလုံးကိုလည်းကျွန်တော်တို့ကဖြိုချဖျက်ဆီးခဲ့ပါ။ဒီလိုဖြိုချဖျက်ဆီးတဲ့နေရာမှာလည်းတစ်ဖက်နိုင်ငံကိုကြောက်ရောက်ခွေနေတဲ့ဒါတစ်ဖက်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့နေကြာမင်းဖြစ်တဲ့ဒီချောင်းနေဝူတောင်မှာအဆအနာ ကြတာမတွေ့တာကိုထင်ရှားစွာတွေ့နိုင်မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့အာအဆောက်အုံများဖြိုချရှင်းလင်းခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။နောက်တစ်ခုကဒါနဲ့ပတ်သက်ပြီးတော့ကြာအမေရိကန်နိုင်ငံအနေနဲ့ဝင်ပလတ်စနစ်ရဲ့နေရာဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီမှာတော့ကျွန်တော်တို့တွေ့ရတာတော့ဒီနေ့မှတွေ့ရတဲ့ကြေညာချက်ပါလေ။ဒီထက်မှတော့ online လေလံမှုတွေပေါ့အနေနဲ့အမေရိကန်ကို ကာကွယ်ဖို့ဆိုပြီးတော့ကြ This year တော့ Colombia Scam Center Strike Force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော် SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ညင်ညာလာတာကိုကျွန်တော်တွေ့ရပါတယ်အဲဒီထက်မှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှိတောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency နဲ့အပါဝင် cyber လိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီး ဖွဲ့စည်းကြောင်းကျေလို့ကြီးညာခဲ့တာဖြစ်ပါတယ်ဒီထဲမှာထူးထူးခြားခြားအပေါင်းအနှုံးလေးတွေပါတာကိုကျွန်တော်ပြောပြခြင်းပါတယ်ထူးထူးခြားခြားအပေါင်းအနှုံးတွေကတော့ဘာလို့ဆိုကြတတရားပိုက်လောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ခရစ်တိုကာရန်စီယင်းနှိမ့်ညံ့မှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏ စူဆောင်းဝင်များအတန်များကိုခိုးယူလျက်ရှိသည်ဆိုတော့ပါတာတွေ့ရတယ်။နောက်တစ်ပိုက်မှာတော့ဒါလိန်လယ်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ဂိမ်းများဤအိတ်ကတ်ထဲသို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးတွေ့ရပါ ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တည်မြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့တယ်ဆိုပြီးလဲပါတာတွေ့ရပါတယ်သူတို့စစ်စင်ရေးဘလို့လုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးမြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ပတ်ကဲ့သို့သောလိန်လယ်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Royal Thai Police Warren Tax Force နဲ့အတူ ပူပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များဆေလွတ်ခဲ့သည်ဆိုရလဲပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပါ။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့ဒါထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု အွန်လိုင်းလောင်းကစားမှုဆိုတာထက်အွန်လိုင်းလောင်းကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden အကျင်တာနက်နဲတဲ့လျှို့ဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အရှိမြောက်ဒေတာပေါ့နော်လောက်ကိုင်းဒေတာ ာ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေစသဖြင့်ကြတဲ့အတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု tax ဖို့ဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လှုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီပြည်ပြည်နယ်မြဝတီဒေသမြန်မာထိုင်းတရုတ်သုံးဖွဲ့ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ trilateral cooperation ဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ရွက်နေရရှိပါတယ်ခုထိလည်းဆောင်ရွက်နေရရှိပါတယ် ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံအွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ခတ်ရေးအစီအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုဆိုတာဒီ တနိုးမြန်မာတနိုင်ငံတည်းကိုပဲဒုက္ခပေးနေမှာမဟုတ်ပါဘူး။လိန်လို့ရတဲ့နိုင်ငံတကာနိုင်ငံလူနိုင်ငံသားတွေကိုလည်းလိန်လေနေတာဖြစ်ပါတယ်။ဒါဟုအမျိုးသားရေးတရားဝင်တရားအနေနဲ့ပြက်ပြက်သားသားတိုက်ဖြတ်ဖို့လည်းနိုင်ငံတော်ယာယီတမတာတမတော်ကာဝေးစုချုပ်ဖိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်။လူမှုတွေ့ဆုံခွဲတွေမှာလည်းဒါဟုပြက်ပြက်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။ အနေရများတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီအွန်လိုင်းလိမ်လည်မှုတွေအွန်လိုင်းလောင်းကစားမှုတွေပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါ။ပူပေါင်းဆောင်ရွက်သွားကြပါ။ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေတာတွင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီ online လိမ်လည်မှုလောင်းကစားမှုကို မြမမီဘော်ကနေအပီးတိုင်ချုပ်ငင်းသွားအမြင့်ပြခြေမုံတုတ်တင်သွားမှဖြစ်ကြောင်းပြောကြလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်